အလှပွဲမှာသူမကိုစင်ပေါ်ကရန်ကဆွဲချခဲ့တဲ့နေကလူတွေကိုစိုးပြစ်တစဉ်တဲ့ပြောပြီးပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလက်တလောအင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့သတင်းတပုတ်ကတော့စိုးပြစ်တစဉ်တယောက်နေအလှပွဲမှာတချင်တော်ဆိုရင်နဲ့စင်ပေါ်ကဆွဲချတာကိုခံလိုက်ရတဲ့သတင်းဖြစ်ပါတယ်အင်တာနက်ပေါ်မှာတက်လာတဲ့ဗီဒီယိုဖိုင်ထဲမှာတော့အလှပွဲတစ်ခုမှာစိုးပြစ်တစဉ်ကမူးယဉ်ရန်ကတဲ့ပရိသတ်တယောက်ရဲ့လက်ကိုပြုံးမတက်ဆွဲတာကိုခံလိုက်ရပါတယ် ဒီမတိုင်ခင်မှာတော့ဆိုဖြစ်တဲ့စဉ်ကအစင်ပေါ်မှာမျိုးကြီးရဲ့အပြာရောင်အချင်းညာတချင်းကိုတီးဆိုနေရပါဒီလိုချိန်မှာရွာအလူပွဲဖြစ်လို့မူးယစ်နေတဲ့ပရိသတ်တယောက်ကဆိုဗစ်တဇင်ရဲ့လက်ကိုနှပန်းလုံးတလို့အတင်းဆွဲဆောင်ခဲ့ရဖြစ်ပါတယ်။ဒီလိုမျိုးဆိုဗစ်တဇင်ရဲ့လက်ကိုဆွဲလာရန်လာလောက်ခံခဲ့ရတာကြောင့်တရုတ်ဆောင်မင်းသမီးလေးဆိုဗစ်တဇင်တယောက်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါသေးတယ်။ အထူးသဖြင့်တော့ရန်ကားရဲ့ပရိသတ်ကဆွဲလိုက်တဲ့အခါမှာဆိုဗီယက်တစ်စင်ရဲ့လက်ကနာလွန်းလို့မျက်နှာပြတ်သွားရတဲ့အထိဖြစ်ခဲ့ပါတယ်။တခြားအဆိုတော်ဆိုရင်တော့စင်ပေါ်ကနေစိတ်ဆိုးလို့ဆင်းသွားတာ။ဒါမှမဟုတ်ပရိသတ်တွေကမိုက်နဲ့ပြစ်ပေါက်လိုက်တာမျိုးလုပ်နိုင်ပါတယ်။ဒါပေမဲ့လည်းဆိုဗီယက်တစ်စင်ကတော့ဟန်မပြတ်တီးဆိုနိုင်ခဲ့ရပါ ပရိသတ်တွေကတော့ခုနကပြောခဲ့သလိုပဲအခုဆိုရင်စိုးပြတဲ့စင်ကအကယ်ဒမီစုရတဲ့နာမည်ကြီးထိတ်တန့်ရုပ်ရှင်တယောက်ဆောင်မင်းသမီးဖြစ်ပါလျက်နဲ့ဇာမင်းသမီးတွေလိုမျိုးဆိုင်ဝဲအလူပွဲတွေမှာလိုက်တီဆိုနေရကြောင်းပရိသတ်တွေကထောက်ပြကြပါတယ်ဒါကြောင့်လေပရိသတ်တွေကစိုးပြတဲ့စင်ဟာကိုယ်အစင်တန်းတစ်ခုကိုထိမ့်မထားပဲလာငားတဲ့ပွဲမှန်တဲ့များကိုလက်ခံပြီးတော့တချင်းလိုက်ဆိုနေရကြောင်းဒီလိုဖြစ်တာလို့ဝေဖန်နေကြပါတယ်။တကယ်ဆိုရင်စိုးပြတဲ့စင်ကလည်းအလူပွဲတွေမှာတချင်းလိုက်ဆိုရတဲ့အစင်တန်းမျိုးမဟုတ်ပါဘူး။ အထူးသဖြင့်တော့အကယ်ဒမီဆွေးရထားတဲ့မင်းသမီးတယောက်ကကိုယ့်ရဲ့အစဉ်တန်းနဲ့ကိုနေထိုင်လို့ရပါတယ်။ငွေကိုသဲကြီးမဲကြီးရှာနေစရာမလိုပါဘူး။ဒါကြောင့်ပရိသတ်တွေကတော့စိုးပြတဲ့စဉ်ကိုကိုယ့်အစဉ်တန်းနဲ့ကိုမနေဘဲငွေမက်လို့ဖြစ်ရတာလို့ဆွဆွဲကြပါတယ်။ဒီလိုဝေဖန်မှုတွေပြင်းထန်နေရကြောင်းလဲအခုခါမှာတော့အစိုးပြတဲ့စင်ကဒီလိုနဲ့အလူပွဲတစ်ခုမှာရိုင်းပြရန်ကားခံခဲ့ရတာနဲ့ပတ်သက်ပြီးသူမကအခုလိုပဲပြောဆိုလာခဲ့ပါတယ်။ ဆိုဗီယက်စင်ကသူမဟာစင်ပေါ်မှာတချင်းစုံနေတော့စင်အောက်ကပြိသက်ကလက်ဆွဲနှုတ်ဆက်မလို့လက်ကမ်းခဲ့ကြအောင်သူမကလည်းသဘောရိုးနဲ့မာနာကြီးရဲ့အထင်မှဆိုလို့လက်ကိုလှမ်းကန်ခဲ့ကြအောင်ဒါပေမဲ့လည်းစင်အောက်ကလူကလက်ကိုဆွဲချတာကြောင့်ဆိုဗီယက်စင်ကတော်တော်လေးကိုထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့ဆိုပါတယ်အထူးသဖြင့်သူမကတောင်းမြင့်ဖက်နဲ့စီးထားတာကြောင့်အောက်ကိုအားနဲ့စောင့်ဆွဲလိုက်မှလက်ကလည်းတော်တော်လေးကိုနာသွားခဲ့ရတယ်လို့စင်အောက်ကိုချော်လဲပြီးတော့ပြုတ်ကျသွားမှကိုလည်းစိုးရိမ်ခဲ့တယ်လို့ဆိုပါတယ် ဒီလိုအစွဲခံခဲ့ရတာကြောင့်အစောပိုင်းမှာထိတ်လန့်တုန်လှုပ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဒီလိုမျိုးမလုပ်ကြဘို့ပြောခဲ့ရလို့ဆိုပါတယ်။သူမကိုပြိသက်တွေကတီးခတ်နိုင်ခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ပြိသက်တွေဆိုတာတောကပြိသက်ဖြစ်ဖြစ်၊နယ်ကပြိသက်ပဲဖြစ်ဖြစ်၊ထမင်းရှင်ပဲဖြစ်လို့လေးစားစွာနဲ့ဆက်ဆံခဲ့ရလို့ဆိုပါတယ်။ တချို့လူတွေကသူမကိုနေပွဲတွေကိုလိုက်ဆိုလို့ပြဿနာတက်ရတယ်ဆိုတဲ့ပုံမှာဆိုဗီယက်သင်ကတော့လက်မခံပါဘူးဆိုဗီယက်သင်ကသူမဟာပရိသတ်ကထမင်းကြွေးထားတဲ့အမှုပညာရှင်ဖြစ်လို့သူမကိုလာငားမယ်ဆိုရင်တောကပဲဖြစ်ဖြစ်နေကပဲဖြစ်ဖြစ်လာငားရင်လက်ရမှာဖြစ်ကြောင်းနေပရိသတ်တွေတောပရိသတ်တွေကရန်ကားတယ်ဆိုတာမျိုးကိုလက်မခံနိုင်ကြောင်းလူတချို့ကရန်ကားတာရှိပေမဲ့သူမရဲ့ပရိသတ်တွေကတောမှရောမြို့မှာပါရှိတဲ့အတွက်သူမကတော့မြို့ရောတောဘက်နေဘက်တွေမှာပါဖြောပြေးသွားမှာဖြစ်တယ်လို့ဆိုပါတယ် ပရိသတ်တွေကတော့ဆိုဖစ်တစဉ်ရဲ့စိတ်ထားလေးတခုကိုချီးကျူးနေကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတော်သားမျိုးသားမခွဲခြားတဲ့ဆိုဖစ်တစဉ်ပုံမှာမိမိတို့ရဲ့မြင်လေးကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်